မြတ်စွာဘုရားကဒီလိုခန္ဓာကိုယ်ကြီးကိုဓာတ်၄ပါးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးဒီဘဝကြီးဟာအန္တရာယ်တွေသိပ်ပြီးတော့များလို့ဒီဘက်ကံဟာမငြိမ်းချမ်းဘူးတဲ့ခန္ဓာနဲ့တိဆောက်ထားတဲ့တက္ကာယလို့ခေါ်တဲ့ဒီတန်တရာတွေကဒီဘက်ကံကြီးဟာမငြိမ်းချမ်းဘူးဘာဖြစ်လို့မငြိမ်းချမ်းအန္တရာယ်တွေများလို့မငြိမ်းချမ်းတာလဲ ဒါဖြင့်အန္တရာယ်တွေကဘာတွေရှိတုံးဆိုတော့မြတ်စွာဘုရားကတဘာဝတရားပေါ်လွင်အောင်မိန့်ကြားထားတာရှိတယ်ဒီဘက်ကမ်းမှာမွေဇိုးကြီးလေးကောင်ရှိတယ်ကတရားချက်ခင်သူတော်စင်ပြိတ္တတို့မွေဇိုးကြီးတွေနဲ့တူတူနေရပါမလားမွေဇိုးကြီးလေးကောင်ဆိုတာအာတိဝိတအလွန်နှင်းမြန်တဲ့အစိတ်ပြင်းထန်တဲ့အစိတ် ခေါ်ရဝိဒအလွန်ချမ်းတမ်းပြင်းထန်တဲ့အစိတ်ရှိတဲ့မွေဆိုးကြီးလေးကောင်ကဒီဘက်ကမ်းမှာကြီးဆိုးနေတယ်တဲ့အဲ့ဒီမွေဆိုးကြီးလေးကောင်ရဲ့နံရံကိုလွတ်တဲ့ပုဂ္ဂိုလ်ဟာမရှိသလောက်ပဲမွေဆိုးကြီးလေးကောင်ရဲ့အန္တရာယ်ကိုရှိနေလို့အန္တရာယ်တွေရှိနေသည့်အတွက်ကြောင့်ဒီဘက်ကမ်းဟာမငြိမ်းချမ်းဘူးဖေးအန္တရာယ်တွေများတယ်နောက်တစ်ခါ မွေဆိုးကြီး၄កောင်တောင်ရှိတာမဟုတ်သေးဘူးဒါရင်ရှိတာမဟုတ်သေးဘူးလူသတ္တမ၅ယောက်ကလည်းပဲဒီဘက်ကမ်းမှာကြီးဆိုးနေတယ်လူသတ္တမ၅ယောက်နဲ့ရှိခဲ့တယ်ဟုတ်ကဲ့လားလူသတ္တမ၅ယောက်တည်းမကူလူတွေနဲ့အနိကတ်နေပြီးတော့ကိုယ့်ရဲ့အတွင်းကရန်သူလို့ခေါ်ရတဲ့ ရန်သူတယောက်ကလည်းရှိနေတယ်ဒီဘက်ကမ်းမှာနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာလူသားသမား9000ရဲ့ရန်ကိုလည်းကြောက်ရတယ်အတွင်းရန်ကိုလည်းကြောက်နေကြရတယ်နောက်ဒီဘက်ကမ်းကဘာတွေရှိနေတုံးဆိုလို့ရှိရင်6အိမ်စုရွာကလေးကလည်းရှိတယ်အဲ့ဒီရွာတဲ့ဝင်ကျင်ဘာမှမရှိဘူး6အိမ်စုရွာလေးကလည်းတိဆောက်ထားသေးတယ်အဲ့ဒီ6အိမ်စုရွာလေးဟာလည်းပဲ ဓမ္မ6ယောက်ကအမြဲတမ်းဝင်ဝင်ပြီးတော့ရှာပွေပြီးတော့တိုက်ခိုက်နေသည့်အတွက်ကြောင့်ဒီ6အိမ်စုရွာမှာဘာမှမရှိတဲ့ရွာလေးကိုပဲဒုက္ခပေးနေတာဓမ္မ6ယောက်ကအမြဲတမ်းဝင်ပြီးဒုက္ခပေးနေတယ်တဲ့။ဟောဒီဘက်ကမ်းရဲ့မငိမ့်ချမ်းတာဘုန်းကြီးတို့တရားချက်ခင်သူတော်စင်ပြိဋ္ဌတ်တို့လောကကြီးတစ်ခုလုံးမှာကိုနေတဲ့မြို့တွေရွာတွေမှာ မငိမ့်ချမ်းဘူးလို့ဆိုလို့ရှိရင်လူတွေဟာအိတ်ကောင်းရင်မအိတ်ရဘူးစားကောင်းရင်မစားရဘူးကြောက်ကြောက်လန့်လန့်နဲ့မနေကြရဘူးလားထိတ်ထိတ်ပြာပြာနဲ့ဒီလိုနေကြရတယ်ဟုတ်ကလားအခုလည်းပဲတက္ကာယလို့ဆိုတဲ့ခန္ဓာနဲ့တိဆောက်ထားတဲ့ဒီဘက်ကမ်းမှာမွေဆိုးကြီးလေးကောင်ကလည်းပဲတောင်းချမ်းနေတယ်ရန်သူ၅ယောက်ကလည်းပဲအန္တရာယ်ပေးနေတယ် အတွင်းလူတယောက်ကလည်းပဲကိုယ့်ကိုချောင်းမြောင်းလှုပ်ချံမှုရှိနေတယ်တဲ့ဟော၆အိမ်စုရွာကလည်းပဲ၆အိမ်စုရွာလေးကလည်းပဲအနှစ်သာရဆိုတာအတွင်းမှာဘာမှမရှိဘူးလုံခြုံမှုမရှိဘူးတဲ့ဓမြ၆ယောက်ကလည်းအဲ့ဒီရွာကိုခဏခဏဝင်ရောက်ပြီးတော့နှိမ့်ဆက်နေတယ်ဩဒီဘက်မှာငြိမ်းချမ်းတယ်ဆိုတာဘာတစ်ခုမှမရှိဘူး ဒါဖြင့်မငိမ့်ချမ်းလို့ရှိရင်ငိမ့်ချမ်းတဲ့ဟိုဘက်ကန်းကိုသွားချဆို့လားလို့ဆိုပြန်တော့မြစ်ပင်လေကြီးတစ်ခုကချားနေတယ်ဟုတ်ကဲ့လားမြစ်ပင်လေကြီးတစ်ခုချားနေတယ်အဲ့ဒီမြစ်ပင်လေကြီးမှာတရားထိုးထားတာလည်းမရှိဘူးလေတို့တင်မောတို့လည်းဟိုဘက်ကူးဖို့မရှိဘူးတဲ့အဲ့ဒါလို့မြစ်ပင်လေကြီးကတစ်ခုကရှိနေတော့ ဟိုဘက်ကန်းကိုငိမ့်ချမ်းနဲ့ဟိုဘက်ကန်းကိုခူးဖို့ရလူတွေဖြစ်နိုင်ပါမလားဖြစ်နိုင်ပါဗျာတိတ်ကိုခဲရဲနေအနေပြန်းတဲ့ဒီဘက်ကန်းကနေပြီးအလွတ်ယုံညင်လို့ရှင်တော့ဘာပဲလုံးရမလဲဆိုရင်ကိုယ့်ဘက်ကိုဖောင်ဖွဲ့ပြီးကိုအားကိုကိုလေမရှိဘူးတရားမရှိဘူးဆိုရင်ကိုယ့်ဘက်ကိုဖောင်ဖွဲ့ပြီးကိုအားကိုကိုနဲ့ဟိုဘက်မကူရပဲဘူးလား အေးအဲ့ဒါလို့ခုလို့ဟိုဘက်ကန်းရောက်သွားတဲ့ပုံကိုဆိုလို့ရှိရင်တော့ဒါလုံးဝအန္တရာယ်ကြီးကင်းသွားလို့ငြိမ်းချမ်းတဲ့နေမြေတစ်ခုရသွားပြီလို့မြတ်စွာဘုရားကဒီလိုဥပမာနဲ့ဟောထားတာဒီတုတ်တံပါနော်